မင်္ဂလာပါခင်ဗျာ South Sand Channel League ကပြန်လည်ကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမှာတော့ဆ ्याम မနုနုရဲ့အင်ဝါရဲ့ဆုံးမစာသစ်ဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဝတ္ထုလေးဟာဆ ्याम မနုနုရဲ့အင်ဝါရဲ့နမ်မာလာရှင်မောင်ရဲ့မွေးတဲ့ရှင်ဆိုတဲ့ဝတ္ထုတို့မြတ်စာအုပ်ထဲကဝတ္ထုတို့လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဝတ္ထုတို့လေးကကြာခဲ့ပြီဆိုပေမဲ့ခစ်ပြိုင်ဝတ္ထုလေးလို့ပြောရင်လည်းရပါတယ်ဒါပေမဲ့အခုခစ်အထီကို လက်ဆက်နေတာမြင်တွေ့ရမှာပါ။ဆုံးမစာတဲ့1969ခုနှစ်ဇွန်လအမေဒီဘက်နဲ့စီးသွားမလားယင်။ဆက်လိုက်တို့ဂိုက်ပြီးအေးလူချမောင်ရက်တင်နေတဲ့အမေကကျမကိုလှည့်ကြည့်။တနခါပခွက်ကြအဖွေသားစပင်းကိုအုံးစီရွှဲရွှဲမှနှင်းစီပန်တဲ့ပွင့်။အရေးပန်းအင်ကြီးအဖြူလက်တို့အတက်နဲ့ကျောင်းစိမ့်တမိန်အရှိကြီးကိုခါဖူးထစ်ဖြစ်အောင်လုံးဝထားတဲ့ကျမကိုကြည့်ပြီးအမေမျက်နာက ြောင်းစီစီညောလို့အမေဒီဘက်နဲ့စီးသွားမယ်လို့အမေမျက်နှာရိမ်မျက်နှာကဲကိုကြီးပြီးပြောပြောဆိုဆိုဂရီဘာဖက်နဲ့အစ်စ်လေးကိုကျမအောက်ချစီးပစ်လိုက်တယ်ဘာလို့စီးမလဲအေးညီတို့ကြောင့်ကဖက်နဲ့စီးရတာလည်းမဟုတ်နဲ့မြာဂရီဘာဖက်နဲ့လေးနှမျောစီရဖះပွဲကြမှာစီးပါလားသမီးရဲ့အာအမေကလည်းကျမဖက်နဲ့ကြီးကကောင်းမှမကောင်းတော့တာလမ်းမှာပြရင်ဘယ်နဲ့လုံးမလဲပြီးတော့အမေကနှစ်တန်းရောင်းဝင်လွယ်အစ်စ်ဝယ်ပေးမယ်ဆိုပြီးဝယ်မှမပေးတာကြီး ဆော်လေတိုင်းနာတဲ့လွယ်အိအနွမ်းကိုမကြည့်မနှက်နေပဲအမေရှိထုတ်ပြလိုက်တော့မှအမေကညီတဘောညီတဘောတဲ့ကျမဝမ်းသာအားရနဲ့အိမ်ပြင်ကိုပြေးထွက်ခဲ့ပြီးမှမိသွားတဲ့မုတ်ဖိုးငါမူအမေစီပြန်တောင်းလာသေးတယ်။ပစံကိုလေပင်ဆွဲထားတဲ့အဝိရှုပ်အေးလေးနဲ့တေချာထဲပြီးအိမ်ရှိအိမ်က ကျမတငယ်ချင်းမြင့်မြင့်တန်းကိုဝင်ခေါ်တယ်။နေမကောင်းလို့ကြောက်မလိုက်နိုင်ဘူးတဲ့။ပလက်ကလထိုင်မှာစောင်းချုံလေးနဲ့ကိုေးထိုင်နေတဲ့မြင့်မြင့်တန်းကကျမဖက်နဲ့အစ်ကိုလှမ်းကြည့်တယ်။ ွားရမယ်ဟာဆိုပြီးကျမထွက်လာခဲ့တော့ကျမရင်ထဲမှာပျော်ရွှင်ခြင်းနဲ့စိတ်တွေဒလေးနဲ့ဖုံတူတူလမ်းပေါ်မှာကလီပါပနလေးကိုအตาကြွားပြီးဖြစ်ဖြစ်ရှောက်လာတယ်။သိတ်သေးကြတာပေါ့။တခြားចောင်းသွားចောင်းလာកောင်းလေးတွေកောင်းမလေးတွေကျမကိုကြည့်နေကြမှာလေ။ကျမတို့အိမ်နဲ့ចောင်းနဲ့နီးတာဟာတော်တော်စိတ်ပြတ်ဖို့ကောင်းတယ်။ဘလောက်ဖြစ်ဖြစ်လေးရှောက်ရှောက်ခဏလေးနဲ့ចောင်းကိုရောက်သွားတော့တာပဲ။ចောင်းမှာဘနဲ့မစီရဘူးလေ။ကျမတို့ចောင်းကဖုံကြီးចောင်းဝင်းထဲမှာရှိတာဟုတ် ကျောင်းပေါ်မှာရောကျောင်းဝင်းထဲမှာဖတ်နှမစီရအောင်စီးရဲတူတွေ့လို့ကတော့မတက်တောင်းဘုံဘုံနဲ့တွေ့ရင်ချိန်လုံးနဲ့ရိုက်ပြီးနောင်ဘဝကြာရင်ခြေဘဝတားခွဲပြီးစားနဲ့သိက္ခာမဲ့အကြောင်းကိုပြောပြတတ်တယ်ကျမတို့နှစ်တန်းကဥအောင်ပိန်ကတော့ကျောင်းဝင်းကိုပတ်ပြီးပြေးခိုင်းတယ်ကောင်းလေးတွေဆိုရင်နှစ်ထင်ကစပိန်ကိုဆွဲပြီးလှန့်တွန်းတတ်တယ်လက်မှာကျက်ပောင်ဝင်ဆွထားတဲ့သူဆိုကျက်ပောင်ဝင်ကိုဇွဲပြီးလက်ပေါ်မှာဖက်ကနေဖက်ကနေပြန်ကြအောင်အချိန်ချင်းလှုပ်တတ်တယ် အဲ့ဟာမျိုးလောက်တက်တာမျက်ရည်ကြအောင်ကိုဆက်တာဒါပေမဲ့ကျမတို့အကြောက်ဆုံးကတော့ကျောင်းအုပ်ဆရာမကြီးပါပဲဆရာမကြီးကဖက်နှက်စည်းတဲ့သူတွေ့ရင်ကျောင်းရှိအလံအောက်ကနေပူဆုံးအုပ်တမန်တလင်းပေါ်မှာဖက်နှက်မပါပဲအကြကြီးရဲ့နေရတယ်ကျောင်းတက်တန်းစီချိန်မှာကျောင်းသူကျောင်းသားအလုံးကိုလည်းနမူနာဖြင့်ကြည့်ခိုင်းသေးတယ်ကျမကြောက်ပါတယ်ဒါပေမဲ့လည်းခဏလေးပဲစီးလိုက်ရတဲ့ဂရိဘာဖက်နှက်လေးကိုချက်ပစ်ဖို့ကျမနှမျောတွန့်တွန့်နေမိတယ် ကျောင်းဝင်းတက်ခင်ဖက်နယ်လေးစီးပြီးကျောင်းဝင်းတပတ်ပတ်လောက်ရှောက်လိုက်ရရင်တော်ပါပြီပြီးတော့ဒီချိန်ဟာဖုံဖုံတို့စုံကန်ထွက်တဲ့ချိန်ဆရာတို့ဆရာမကြီးတို့လည်းလာချင်းမဟုတ်သေးပါဘူးကောင်လေးတချို့ဘောလုံးကန်နေတဲ့ကောင်လေးချို့ဘောလုံးကန်နေကောင်လေးချို့ဘောလုံးကန်နေတဲ့ကောင်မလေးချို့အမြင့်ခုန်ခုန်ကြီးရဲ့ကျောင်းဝင်းထဲကိုကျမခက်တကြီးနဲ့ဝင်ချလာခဲ့တယ်လွယ်အိတ်ကိုတင်းတင်းဆုပ်ဖက်နယ်လေးကိုလည်းအตาကြွကြွလေးစီးရင်းနေပေါ့အောင်မား လာခဲ့စမ်းမြမောင်တချိုးမကတော့ကွာចောင်းသားចောင်းသူတွေကိုအဖေနာမည်ခေါ်တက်တဲ့ရှေ့သွားလေးတချောင်းကျိုးနေတဲ့ကျမရဲ့နာမည်ပြောင်းကိုနင့်နေတီတီခေါ်တက်တဲ့ဆရာဦးအောင်သိန်းရဲ့အတန်းဟာကျမတကူလုံးထိတ်လန့်တုံရင်သွားစီခဲ့ပါတယ်ကျမတို့နှစ်တန်းထဲကနေဆရာထွက်လာပါပြီကျမအားတင်းလိုက်ပါတယ်ကျမလက်ထဲမှာလဲကံကောင်းစွာ တခွင်းတလေမှဆွတ်ထားနေကြကြွက်ပေါင်းခွင်းလည်းမရှိပါအင်းចောင်းကိုပတ်ပြေးတာခဏလေးပါပဲဟင် တကြိုးမှငင်းကဒိဋ္ဌိလိုက်ရင်ကျမခေါင်းကိုငုတ်ထားလိုက်ပါရဲ့ကျမငှက်ထင်ကစပင်တချို့တင်းကနေဖြစ်သွားတော့မှာပဲဘသူဖက်နဲ့ခိုးစီပြန်မလဲဟိသွားပါပြီမျက်မှန်တဝန်းဝင်းနဲ့ဆရာမကြီးရောက်လာခဲ့ပါပြီကျမဒူးတွေတဆက်ဆက်တုံရင်လာပါရဲ့ကစားနေကြចောင်းသူចောင်းသားတွေလည်းញိန်သက်ပြီးကျမနာဆူယုံလာကြပြီဒါဘသူလဲဆရာအတန်းကလာလာခဲ့လာခဲ့ဖက်နဲ့ချွတ်စံသွားအလန်တိုင်းရှိဦး ျွန်မမျက်ရည်ဝဲလာပါတယ်။အလံခံရှိကအုတ်တမန်ကလေးဟာမနဲ့အညာညစ်ဆွမ်းနေတော်တော်လေးပူနေပြီလေ။နောက်ပြီးရင်ဒီထက်ပူဘူးလားမ။လက်ပိုက်ထား။ကျွန်မလက်ပတ်လိုက်ပါ။ဒီမှာတွေ့ကြလား။အားလုံးဒီလိုတံပေးခံရတာဘာဖြစ်လို့လဲ။ဖနက်စီလို့ပါ။ကျောင်းတက်ခံနေမှုများပြားလာတဲ့ကျောင်းသူကျောင်းသားတွေရဲ့ဒီအတန်ကိုကျမဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူး။ကဲသွားကြကိုညံကိုပြန်သွား။ကျမဘယ်ကူမှမကြည့်ပါ။ ရှက်စိတ်နဲ့ကြောက်စိတ်တွေပဲတကူလုံးဖုံလွှမ်းနေပါတယ်။ဒါပေမဲ့ကျမရဲ့မျက်လုံးအရင်မှာဆရာမကြီးရဲ့တနခါးနဲ့ဖုံမုတ်တွေရောထွေဖွေးအနေနဲ့ခြေစုံကိုမြင်နေရတယ်။ဆရာမကြီးမသွားသေးဘူး။ဟော့ချွနွေလေးလာပြီလားတမီး။ဆရာမကြီးရဲ့ထူးခြားတဲ့အတန်ကကျမခေါင်းကိုဆက်ခနဲမော့လာစေပါတယ်။ကျောင်းဝင်းနဲ့ကပြည့်ပြည့်ဝင်လာတဲ့ခေါင်းမလေးတယောက်။စပိန်နဲ့လူကြီးတယောက်ကကျောင်းဘဝမှာသူ့ကိုစိုက်ကြည့်နေရုံသူ့သားကဖြူနေတာပဲ။ ပေါင်သားရီလိမ့်ထလို့ပူရောင်ဖြူနေသေးတယ်။အတွန့်တွန့်အဖောင်းလေးနဲ့အင်ကြီးအဖြူစကတ်အစိမ်ဖဖားလေးနဲ့တိတ်လှတာပဲ။အမေသူကချစ်အစ်စွတ်ထားတယ်။ပြီးတော့ဆောင်းတွင်းလည်းမဟုတ်ပဲနဲ့။ဟဲ့ဖနက်စန်းလေးကျိုးတိုင်ဖနက်အဖြူလေး။ဟင်းကြည်စန်းသူဖနက်စီးထားတယ်။ဒုက္ခပဲ။သူလည်းတံပေးရတော့မယ်။သူဘသူလဲ။ဆရာဝောင်းသိဒါရန်ကုန်ကပြောင်းလာတဲ့ပညာဥတ္တမီလေးဆရာအတန်ရောက်မှာပဲကြည်စမ်း ချွန်ွဲ့အေးသမီးလေးတော်တော်ဆိုးတာပဲအလိုလိုက်ထားတဲ့သမီးရဲ့ဆရာကြီးပြီးတော့ချွန်ွဲ့အေးကဖက်နှမစည်းပဲအေးပတ်ပြီးတက်တတဲ့တင်နုတာကိုဆရာရဲ့နာကြီးစိတ်ဝိုင်းနေအောင်ရဲ့စိတ်တွေဖုံးလန်းလာတဲ့ကျမရဲ့မျက်လုံးတွေနဲ့ကျမနားမလဲတဲ့ဆရာရဲ့မျက်လုံးတွေနဲ့စုံတယ်ကျမဘာကုန်းမှစဉ်းစားမနေတော့ဘူးចောင်းပြင်ကို အားကုန်ထွက်ပြေးလာခဲ့ပါတယ်1989ခုနှစ်ဇွန်လသမီးကိုကြည်စမ်းမိမိဖီလက်ဆာစပိန်ကို လက်တစ်ပတ်နဲ့ထိန်းကိုင်းပြီးတစ်ပတ်ကိုဟင်းအုံးမွေရင်ပြာရခတ်နေတဲ့ကျမသမီးကိုလှည့်ကြည့်လိုက်တယ်။ကျမပွင့်နာရဲ့နှခမ်းနီဘူးကိုယူပြီးအကြီးကျယ်ဆိုးထားတဲ့သမီးနှခမ်းရဲရဲမညီမညာအလုရှုံနေတဲ့ကျမကိုစိတ်တူသွားစေရဲ့။ចောင်းသားခန်ကြီးပြာရနေပါတယ်ဆိုမှနော်။ဘလို့ဖြစ်နေလဲသမီး။ចောင်းသားခန်ကြီးဖိဖိကိုနှုတ်ပြီးတိုင်လိုက်ရမလား။ចောင်းကိုနှခမ်းနီမဆိုးရဘူးလို့ဆို။သမီးကိုမေးမေးမိတ်ကတ်တို့ပေးပြီလေ။လာစန်းတီနာကို ဖရာဖရာစိတ်မောရပါလားတမိကအသက်ရှင်နေနဲ့ဘာကြောင့်လှချင်နေရတယ်လဲကျမသူ့နှကန်ကြီးတွေကိုတို့ပတ်ပွားနဲ့အမြန်ဖြက်ပြေးရင်ကိုကုတ်ကိုလည်းနှကန်ဆိုစပယ်အမြန်စီးလိုက်တယ်ပေါင်တာနည်းနည်းထပ်ဖို့ရဲကျမမဆိုးကျင်လဲမဆိုးလို့မရမိကမလိန်လို့မရနှကန်မဝတ်လို့မရအင်ကြီးလုံးကြီးတနေ့တစုံမလဲလို့မရပါမေမေတမိတို့ဒီတခါကြောင်းပိတ်ရင်အညာကဖဖားလို့စီသွားမယ်နော်အေးအေးဖျားပွဲရှိမှလားမေမေอืม င်းလို့ရှိမှလားအေးပါဆိုနေကျမကအင်ဂျီလုံးကြီးအမြန်လဲဟေးပြီးကြောင်းရှင်မဲ့ချင်တဲ့ကိုသမင်းဘူးမဟုတ်ဘူးရေဘူးမိုးကအင်ဂျီမိကီကပြစားတဲ့ထဲ့အတော်ပစ္စည်းတွေကိုစီကစင်ကထည့်ရတယ်။ကျောင်းကကလာတော့မယ်လေ။တမီကျော်ဘောအိတ်ထဲကိုစာအုပ်စုံမစုံခဲတံဖော့ပြက်စုံမစုံကြီးပြီးတမီကိုအိတ်ပိုးပေးပြီးတာနဲ့အချိန်ကြိုက်ပဲကျောင်းကကစိုက်လာပြီ။လာလာတမီတာမီနီယောက်တကားကိုကန့်လန့်ကိုအတွင်းကချပိတ် ချင်းချောင်းလေးကိုဆွဲပြီးကားပေါ်ပြေးလွှာတက်ရတယ်။ចောင်းကကကျမတို့ရက်ွက်ထိတ်ကမူလာတန်းចောင်းလေးကိုဖျက်ရင်တော့တမိကចောင်းရှိမှရက်နေမြဲသူ့တော်ဆရာမကိုတီတီရေးလို့အမြဲအော်နှုတ်ဆက်တတ်တယ်။သူ့တီတီနဲ့ကလေးတွေပြန်လက်ပြကြတယ်။ကျမကသူ့တီတီចောင်းမှာပဲတမိလေးကိုထားခြင်းပဲမယ်။မောင်ကမထားနဲ့တဲ့။သူ့တမိကိုသူများတွေထပ်ပို့တော်စီခြင်းတက်စီခြင်းစောနဲ့နမကြီးចောင်းမှာပဲထားမယ်တဲ့။တမိကပို့တော်ဖို့ တက်ဖို့အတွက်ကျမကလည်းတိတ်အခြေတင်ကျွေးနွေးမနေတော့ပါကားရောင်ဆုံးမိခင်ရောင်ဆုံးပြုတ်ပြတ်ဝင်လဲရှုတ်ခတ်နေတဲ့အကြောင်းဝင်ရှိကိုကျမတို့ចောင်းကားလေးထိုးဆိုင်လိုက်တာနဲ့အဖို့အင်မတန်ခင်တဲ့သမီးကမမေးဟိုမှာအင်းနဲ့နာမောင်တို့ကားဆိုပြီးကားပေါ်ကအတင်းဆင်းဖို့ပြင်နေ။အိုးသမီးဖြည်းဖြည်းစင်စင်သမီးလိုက်ကြလိမ့်မယ်။ကျမကသမီးကိုထိန်းကင်ပေးရင်ချွဲထားပေမဲ့မရဘူး။သမီးကသူ့တငယ်ချင်းစီပြေးပြီးသူ့လိုပဲတတန်း ဘေးချင်းကက်ရက်ထိုင်နေတဲ့အင်းနဲ့နာမောင်ကိုတမိနောက်ကနေကျမလိုက်သွားရင်အင်းနဲ့နာမောင်တို့အစီကအဖြူလေးကိုကျမလှမ်းကြည့်မိတာနဲ့ရင်ထဲထိတ်ခနဲဖြစ်သွားတယ်။ကာလီဘေးနားမှာရက်နေတဲ့အင်းနဲ့နာမောင်တို့အမေမျက်နှာကခက်တင်တင်။ဘာဖြစ်လို့လဲ။မနေ့ကသူကျမကိုဗမာနေလဲလို့မေးလို့ကျမကမြို့တက်မှနေရဲလို့ပြန်ပြောလိုက်တာ။သူ့မျက်နှာပြက်သွားပြီ။ကျမကိုစကားဆက်မပြောတော့ဘူး။မဆိုင်ပါဘူးထင်ပါရဲ့။သူစိတ်ဆူးစရာတော့မဟုတ်ပါဘူး။ အင်းနဲ့နာမောင်မျက်နှာလေးကလည်းခက်ဆူဆူဆီယာမတွေလည်းနားမှာရက်လို့ပါလား။အိုးငါသမီးလေးမျက်နှာလေးကငဲလို့ကျမသူတို့နားကိုအပြေးလွှားရောက်သွားမိတယ်။ဒီမှာမနေ့ကရှင်သမီးကခဲနဲ့ထိုးလိုက်တယ်စကပ်ပေါက်သွားတယ်။ပေါင်မှလည်းစိုက်မိသွားတယ်တိလား။သမီးကအင်းနဲ့နာမောင်တို့အမေကိုအထိတ်တလန့်ကြည့်တယ်။သမီးလက်ကလေးကိုကျမဆွဲယူပြီးစုပ်ထားလိုက်ရင်ဟုတ်လားသမီး။ဘာပြုလို့လဲ။ဘာလို့လောက်ရတာလဲ။ဟွန်းဟွန်းဟွန်း တမီးမလောက်ဘူးမေမေသူ့ဘာသူတန်ချောင်းနဲ့ညီးပြီမဟုတ်ပါဘူးမေသူ့လောက်တာသူ့ခဲရနဲ့အတနေစမ်းမိမိကဲဆီယမဟော်ဒီမှာရော့စကတ်ဒီနေ့နာမောင်တို့အမေကစကတ်ကိုဆီယမလက်ထဲထိုးထဲပြီးစကားဆက်မပြောချင်တော့တယ်လို့အထာနဲ့ဖွင့်ထားတဲ့ကားတကားကိုအတက်မြောင်ပိတ်လိုက်တော့မှာပဲចောင်းတက်ခေါင်းလောင်းထိုးတံကိုကြားတယ်ကဲလာကြတန်းနဲ့ရောက်မှတေချာမေးရမယ်ဆီယမတယောက်ကဆုံးဖြတ်ပြီးတယ်ပြီးတော့ အင်းနဲ့နမောင်နဲ့အတူကြောင်းနဲ့ဝင်သွားကြတယ်။ကျမမျက်နှာကိုအာကိုတကြီးမော့ကြည့်နေတဲ့တမီလေးကိုကျမပြုံးပြလိုက်ပြီ။တမီမလုပ်ရင်ဆီအမကိုတေချာရှင်းပြဖို့တမီရဲ့နော်။ဘာမှကြောက်စရာမလိုဘူးသိလား။မျက်နှာလေးကင်ငယ်နဲ့ခေါင်းညိုက်တဲ့တမီကိုကျောင်းဝင်ပေါက်ကနေကျောင်းငယ်တဲ့ဒီလိုက်ပို့မဲ့ဒေါ်ကြီးစီကျမသွားပို့တယ်။ကျောင်းလေးကတော်တော်လှမ်းနေလေ။စားစရာချင်းကိုသူတို့လေးတွေမတည့်နိုင်ကြအောင်။ကျောင်းလေးကဒေါ်ကြီးကြောက်က ခလီးတယောက်တလ90နဲ့ခလီးတွေကိုစုယုံထိန်ချောင်းပြီးလိုက်ပို့ပေးရင်မိခင်တွေကចောင်းပဝကပဲစောင့်ရတယ်။သမီးလိုက်သားကိုကြီးရင်ကျမဆုံးဖြတ်လိုက်တယ်။ကျမဒီနေ့အိမ်မပြန်တော့ဘူး။အလင်းဆိုအိမ်လို့ရှိတဲ့ဒီမှာလဲစုယုံဝိုင်းဖွဲ့မနေခြင်းနဲ့ကျမကိုအိမ်ပြန်သွားတက်ပြီးចောင်းစင်ကန်ဒီမှာသမီးကိုလာကြိုတာ။ဒီနေ့တော့အိုးဘာရမဟုတ်ပါဘူး။ကလေးချင်းပြဿနာအသေးဖွဲလေးတွေကိုပါပဲလေဒါပေမဲ့ကျမသမီးကိုတနာနေမိလို့ပါ သမီးဟာတငယ်ချင်းကိုတိတ်ချစ်တတ်တာတော့အသေးချာပဲကျမသိရဲ့မောင်နှမသားချင်းကစားဖို့မရှိတဲ့တလုံးမလေးမို့ပို့ပြီးတော့တငယ်ချင်းကိုရှော့ပေါင်းတတ်တယ်သူရှိတာပေးပြီးပေါင်းတတ်တယ်ပြီးတော့မနေ့ကအေးနဲ့နာမောင်ကိုသူဒီလိုလုပ်ခဲ့ရင်ဒီနေ့သူအေးနဲ့နာမောင်စီအပြေးလွှားသားပါမလားသမီးအချောင်းကိုတစ်ပင်ရိတ်အောင်မှာပဲတယောက်ထွေးဟုတ်တွေးကြည့်တွေးနေပဲသမီးတို့ထမင်းစားကြောင်ဆင်းလာတယ်ကပြားကြရထားပြီး တမီးမြောင်လူလုံးပြဖို့ကျမစူးစားရတယ်။အလင်းလေးဆိုတမီးကသူ့ဘာသာသူကျောင်းဝင်းထဲမှာပဲတငယ်ချင်းတွေနဲ့ထမင်းစားရတာကိုဟောဟောမတမီးချင်းလေးမနှက်တဲ့နိုင်ဆွဲပြီးထွက်လာပြီ။တမီးရေဒီမှာကျမအတန်ကြားတာနဲ့တမီးကောင်းကလေးခြာခနဲလှည့်လာတယ်။ပြီးတော့ချင်းကိုလွှတ်ချလိုက်တယ်။စကတ်အစိမ်းလေးလွင့်နေအောင်ကျမစီပြေးလာတဲ့တမီးလေးကိုချီးရင်ကျမရင်းတွေတထိတ်တိတ်ခုန်လာတယ်။ဘုရားရေတမီးလေးမျက်နှာမှာ မျက်ရည်စီချောင်းတွေနဲ့ပါလားတမီတမီကကျမရေခွင်းလဲကိုအတင်းတိုးဝင်လာရှိုက်တန်နဲ့ပျော်လိုက်တဲ့တမီစကားဘလုံးပထွေတွေကညာကြီးစွာအားငယ်စွာဝမ်းနည်းစွာတမီချောင်းမနေကျင်တော့မင်းမင်းဆရာမကတမီကိုမချစ်ပါဘူးအင်းနဲ့နာမောင်ကိုပဲချစ်တာတမီကိုရိုက်တယ်တမီကိုအတန်းပြောင်းပေးရပြီးတော့ဆရာမကတမီကိုမျက်စိမလေးတဲ့ညွညွရဲ့အင်းဝါ 1989ခုနှစ်အိမ်မက်ဘူးမကစင်ဆုံးမစာတစ်ဆိုရဲဝတ္ထုတို့လေးဖြစ်ပါတယ်1989ခုနှစ်ကရေးထားတဲ့ဝတ္ထုတို့တပုတ်ကအခု2025ထိခေတ်ပြိုင်ဝတ္ထုဖြစ်နေတာကတော့အံ့ဩစရာပါပဲဒီဝတ္ထုလေးကိုနားဆင်အတွေ့အကြုံတစ်ခုရသွားမယ်လို့ပြောလင်းမိပါတယ်နားဆင်ပေးတို့ရောက်စီတိုင်းရောက်စီတိုင်းကိုအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးစိတ်ချမ်းသာ ကိုချမ်းမာကိုချမ်းသာစိတ်ချမ်းမာကြပါစေခင်ဗျာတင်ဆက်သူကျွန်တော်စောအောင်ပါခင်ဗျာ